ကဲအားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ဆုံးတဲ့ခုနှစ်နော်2001ပေါ့တစ်ဆုံးတဲ့ခုနှစ်ထဲမှာလေးထိပ်စီကနှစ်ကြိမ်ပဲစော်တယ်တဲ့နော်လေးထိပ်စီနှစ်ကြိမ်ကစားတယ်နော်ဒီဒီမှာတစ်ကြိမ်ကစားတယ်နောက်တစ်ကြိမ်ကဒီမှာကစားတယ်နော်လေးထိပ်စီနှစ်ကြိမ်ပဲကစားတယ်လေးထိပ်စီကမရှိတော့ဘူးနော်အဲ့ဒီလိုလေးထိပ်စီနှစ်ကြိမ်ပဲကစားတဲ့အတွက်နောက်နှစ်ကိုသူက နောက်နှစ်၄ချိန်မြောက်မှာ၄၄ဒီနှစ်ချိန်မြောက်ကစားရတော့နောက်နှစ်၄ချိန်မြောက်မှာပရိလေးရိုက်တယ်နော်ပရိလေးကိုပုံသေးရိုက်တယ်အဲ့ပရိလေးရအောင်မှာဘာပေါင်းရင်တော့နော်ဒါပထမကတ်ဒုတိယကတ်မှာသူက2017နော်2017မှာ၄ထိပ်ကြီးကတစ်ဆုံးတဲ့ခုနှစ်မှာ၄ထိပ်ကြီးနှစ်ချိန်မြောက်ကစားရမယ်နော်၄ထိပ်ကြီးကဒီမှာတစ်ချိန်ကစားရတယ်နောက်တစ်ချိန်ကနှုတ်နှစ်ပိတ်မှာကစားရနော်နောက်တစ်ချိန်ဟိုနောက်ဆုံးနှစ်ပိတ်မှာ၄ထိပ်ကြီးတစ်ချိန်ကစားရတယ် ားတယ်เนาะအဲ့ဒီလေးထိပ်ဒီနှစ်ချိန်ကစားလို့တဲ့သူကနောက်နှစ်လေးချိန်မြောက်เนาะနောက်နှစ်လေးချိန်မြောက်2012လေးချိန်မြောက်မှာပရိလေးကိုပုံတွေရိုက်တယ်ရိုက်ပြန်တယ်ပထမကတ်မှာကွာပေါင်းခြင်း၃ဟူဒုတိယကတ်မှာသူ့အောင်မှာကွာပေါင်းခြင်း၄เนาะဒါဒုတိယကတ်เนาะတတိယကတ်ကဒီတိုင်းပဲတဆွန်းနှစ်ခုနဲ့เนาะ2021တဆွန်းနှစ်ခုနဲ့မှာလေးထိပ်ဒီတစ်ချိန်ကစားတယ်နောက်တစ်ချိန်လေးထိပ်ဒီဒီမှာတစ်ချိန်ကစားရနှစ်ချိန်เนาะအဲ့နှစ်ချိန်မှာကစားတယ်လေးထိပ်ဒီကနောက်မရှိတော့ဘူးเนาะ ဟုတ်ပြီအဲ့လေးဒိတ်ဒီနှစ်ချိန်ကစားတဲ့အတွက်တဲ့နောက်နှစ်မှာတဲ့နောက်နှစ်လေးချိန်မြောက်မှာသူကဘရိတ်လေးကိုပုံတွေကစားခဲ့တယ်နော်ဘရိတ်လေးပုံတွေကစားတယ်ကစားပြီးအောက်မှာကွာပေါင်းချင်းငါးဖြစ်သွားပြီနော်ပထမကတ်မှာဘရိတ်လေးပုံတွေကစားတယ်ကွာပေါင်းချင်း၃ဒုတိယကတ်မှာဘရိတ်လေးပုံတွေကစားတယ်ကွာပေါင်းချင်း၄ဒုတိယကမှာဘရိတ်လေးပုံတွေကစားတယ်ကွာပေါင်းကြီးက9နော်ဟုတ်ပြီအဲ့ဒါပြန်ကြည့်ရအောင်နော်ပထမကတ်ကိုပြန်သွားမယ်အဲ့တော့ तू ကလေးထည်စီနှစ်ချိန်ကစားတယ်တစ်ဆွန်းနှစ်ခုနေထဲမှာလေးထည်စီနှစ်ချိန်ကစားတယ်ကစားပြီးနောက်နှစ်မှာတဲ့လေးချိန်မြောက်မှာ ပရိလေးကိုပုံနေကစားတယ်ကစားပြန်တော့အောက်မှာကွာပေါင်းချင်းသုံးရိုက်တယ်အဲ့ကွာပေါင်းချင်းသုံးရိုက်လိုက်တာနဲ့တပြိုင်နက်သူ့ကတစ်နှစ်ကျော်မှာသူကဒီနှစ်နောက်ပိတ်ကအောက်ကနောက်ပေါင်း71ကပေါင်း73ရတယ်နော်အဲ့ဒီသုံးဦးတဲ့နော်လေးထိပ်စီပရိလေးပုံနေကစားပြီးအောက်မှာကွာပေါင်းချင်းသုံးရှိတယ်အဲ့ကွာပေါင်းချင်းသုံးပါတစ်နှစ်ကျော်လိုက်တာနဲ့နှစ်နောက်ပိတ်နဲ့နောက်ပေါင်းနဲ့73ရိုက်တယ်အဲ့73ရဲ့အောက်တစ်ပွဲနှစ်ပွဲကျော်မှာပရိ73ကိုရိုက်တာနော်ပရိ73ရိုက်တာ အဲ့ဒီပြိဿသုံးရိုက်တဲ့ကဏ္ဍတည်တဲ့အဲ့ဒီနှစ်ထဲမှာပြိဿသုံးဒီဒုတိယအကြိမ်မြောက်ပြိဿသုံးဖြစ်ရမယ်နော်ဒီမှာပထမတစ်ကြိမ်ဆက်သုံးထွက်တယ်နောက်ဒုတိယအကြိမ်ပြိဿသုံးထွက်တယ်အဲ့ဒုတိယအကြိမ်ပြိဿသုံးဒီတဲ့ဒီသုံးလုံးသုံးလို့ခွေးထားပြီးတဲ့အောက်တစ်ပွဲနှစ်ပွဲကျော်မှာရိုက်တာဖြစ်ရမယ်နော်အဲ့ရိုက်တဲ့ဆက်သုံးပြိဿဒီလည်းပဲတဲ့နှစ်ကြိမ်မြောက်ကြတဲ့ဆက်သုံးပြိဿဖြစ်ရနော်အဲ့လိုရိုက်လိုက်တာနဲ့အဲ့အောင်မှာသုံးနောက်ပိတ်ကပုံစံပြိတ်ပါတယ်တဲ့နော် ဒါပထမကံနော်ဒုတိယကံလည်းလိုပဲနော်တစ်ဆွန်းနှစ်ခုနေတဲ့မှာတဲ့လေးထိပ်စီက2ချိန်ကစားတယ်ကစားတဲ့အတွက်နောက်နှစ်မှာ၄ချိန်မြောက်မှာ break လေးလိုကစားတယ်အဲ့ break လေးကစားပြီးသူ့အောင်မှာကွာပေါင်းခြင်း၄ရိုက်တယ်ပထမကံမှာကွာပေါင်းခြင်း၃ဒုတိယကံမှာကွာပေါင်းခြင်း၄เนาะအဲ့ဒီကွာပေါင်းခြင်း၄စီတဲ့နောက်တစ်နှစ်ကျော်မှာသူကတစ်နှစ်ကျော်မှာနောက်ပိတ်နေတဲ့နော်ဒီနောက်ပိတ်နဲ့နောက်ပေါင်းခြင်းနဲ့နောက်ပိတ်၃ညနဲ့နောက်ပေါင်းခြင်းနဲ့၄ဒီအဲ့ဒီလေးလိုရိုက်ပြီးရတယ်တပွဲနှစ်ပွဲကျော်မှာ break လေးကိုပုံနေကစားပါတယ်เนาะ break လေးเนาะ အဲ့ break လေးဒီလည်းပဲတဲ့အဲ့ဒီနေ့ထဲမှာဒုတိယအကြိမ်ထွက်တဲ့ break လေးဖြစ်ရမယ်တဲ့နော်ဒီမှာပထမတစ်အကြိမ် break လေးကထွက်ပြီးပြီအဲ့ဒုတိယအကြိမ် break လေးဒီမှာထွက်တယ်နော်အဲ့ break လေးဒီဒုတိယအကြိမ်ထွက်တဲ့ break လေးဒီတဲ့ဒီသုံးညနောက်ပိတ်နဲ့နောက်ပေါင်းညလေးနဲ့အဲ့လေးရဲ့အောက်နှစ်ပွဲကြောင့်မှာကျတယ်လေး break ဖြစ်ရမယ်နော်အဲ့ဒီအောက်မှာသုံးနောက်ပိတ်ကပုံတွေပိတ်တယ်နော်သုံးပြီးပြီလေးပြီးပြီနော်တခါငားလဲပေါ့နော်ဒီမှာဒီတစ်စုံးတဲ့ခုနှစ်ထဲမှာတဲ့တတိယကန်နော်တစ်စုံးတဲ့ခုနှစ်ထဲမှာတဲ့လေး ိတ်ရနှစ်ကြိမ်ကစားတဲ့အတွက်တဲ့နောက်နှစ်လေးကြိမ်မြောက်မှာပရိတ်လေးကိုပုံသင်ကစားတယ်ပြီးရင်သူ့အမကွာပေါင်းညင်းအဖြစ်သွားပြီနော်ပထမကတ်မှာကွာပေါင်းညင်း၃ဒုတိယကတ်မှာကွာပေါင်းညင်း၄ခုတတိယကတ်မှာကွာပေါင်းညင်း၅ဖြစ်သွားပြီနော်အဲ့ဒီကွာပေါင်းညင်း၅တည်တဲ့သူ့ရဲ့ရှေ့တစ်နှစ်ကျော်မှာဒီနောက်ပိတ်နဲ့တဲ့နော်ဒီအောက်ကအနောက်ပေါင်း၉နဲ့6နှစ်ပိတ်နဲ့နောက်ပေါင်း9နဲ့ပရိတ်9လို့ဖြည့်ပြရတယ်သူ့အောက်တစ်ပွဲနှစ်ပွဲကြုံမှာပရိတ်9လို့ကြားရပါမယ်တဲ့နော်ပရိတ် အဲ့ပရိင္ငါးဒီလေဒုတိယမြောက်ကြရတဲ့ပရိင္ငါးဖြစ်ရမယ်နော်ဒီမှာပထမပရိင္ငါးကြရထားတယ်ဒုတိယမြောက်ကြရတဲ့ပရိင္ငါးနှစ်ကြိမ်မြောက်ပရိင္ငါးလို့ကြပြီးရနေတယ်အဲ့အောင်မှာ၃နောက်ပိတ်ပါ၃နောက်ပိတ်ကပုံသေးပိတ်တယ်နော်၃နောက်ပိတ်ပုံသေးပိတ်တယ်နော်ဟုတ်ပြီပြန်သွားမယ်ပထမကပ်ကနော်အဲ့တော့ပရိလေးတစ်ဆုံးတဲ့ခုနေတဲ့မှာတဲ့၄ထိပ်နှစ်ကြိမ်ကစားတယ်၄ထိပ်နှစ်ကြိမ်ကစားတဲ့အတွက်သူ့နောက်နှစ်မှာတဲ့၄ကြိမ်မြောက်မှာပရိလေးကစားတယ်သူ့အောင်မှာပေါပေါင်းချင်း၃အဲ့ကောပေါင်းချင်း၃ဒီတဲ့တစ်နှစ်ကျော်မှာ ဘရိတ်သုံးတစ်ချိန်ကစားရတယ်ဒုတိယချိန်ဘရိတ်သုံးနှစ်ချိန်စားပြီးရတယ်အောက်မှာသုံးနောက်ဘိတ်ပုံလို့ပြိတ်ပါတယ်နော်အဲ့သုံးနောက်ဘိတ်ကနောက်နှစ်ကိုသူ့အပေါ်ဆောင်မှာသုံးထိပ်စီလို့တက်သုံးထိပ်စီလို့တက်လိုက်တာနဲ့နှစ်ဘရိတ်ပုံတွေအဲ့ဘရိတ်သုံးအောက်မှာသုံးနောက်ဘိတ်ပုံတွေကစားရတယ်အဲ့သုံးနောက်ဘိတ်ကသုံးထိပ်စီလို့တက်ပြီးရတယ်ဘရိတ်နှစ်ပုံတွေကစားရတယ်နော်ဒုတိယကမှလည်းဒီတိုင်းပဲနော်ဘရိတ်လေးလေးထိပ်ဒီနှစ်ချိန်ကစားရတယ်တစ်စွန်းနဲ့ခုနှစ်တည်းမှာနောက်နှစ်လေးချိန်မြောက်မှာဘရိတ်လေးကစားရတယ် ပရိလေးကစားတော့ဘောပေါင်းချင်းလေးသူ့အမဘောပေါင်းချင်းလေးရိုက်တယ်အဲ့ဘောပေါင်းချင်းလေးဒီနောက်နှစ်တစ်နှစ်ကျော်မှာပရိလေးတစ်ချိန်စကစားတယ်နောက်ဒုတိယချိန်ပရိလေးလို့ကစားရတာ ਨੇ တဲ့သူ့အောင်မှာ၃နောက်ပုံတွေတက်နော်အဲ့၃နောက်ပဲပုံတွေပြိတ်ပြရတယ်အဲ့၃နောက်ပဲက၃ထိပ်လို့တက်လိုက်သူ့အပေါ်ဆောင်၃ထိပ်လို့တက်ပြရတယ်ပရိနှစ်ကပုံတွေကစားပါတယ်နော်၃နောက်ပဲက၃ထိပ်တက်ပြီးပရိနှစ်ပုံတွေကစားတာနော် ဒါဒုတိယကံအခုတတိယကံမှာသူကဒီတိုင်းပဲเนาะဒီတစ်ဆွန်းတဲ့ခုကမှာ၄ချိန်ပြီးရနှစ်ချိန်ကစားတယ်ကစားရတဲ့နောက်နေ့၄ချိန်မြောက်မှာပလေးကိုပုံနေကစားတယ်ပလေးလေးပုံနေကစားပြန်တယ်သူကမှာကွာပေါင်းချင်းကပထမကံမှာကွာပေါင်း၃ဒုတိယကံမှာကွာပေါင်း၄ခုတတိယကံမှာကွာပေါင်းချင်း၅เนาะအဲ့ဒီကွာပေါင်းချင်း၅ဒီတဲ့နောက်တစ်နှစ်ကြော်လိုက်တာနဲ့သူက၅ဗရိတ်ပထမတစ်ချိန်၅ဗရိတ်ကစားတယ်ဒုတိယချိန်ဗရိတ်ကကစားပြီးတာနဲ့သူ့အောက်မှာ၃နောက်ပိတ် ပုံဒီပိတ်တယ်အဲ့၃နောက်ပိတ်ဒီသူ့အပေါ်ဆောင်ကို ညာဘက်အပေါ်ကောင်သုံးထိတ်လို့ပုံသေးတက်ရိုက်တာနဲ့ break set နှစ်ကလည်းပုံသေးပဲเนาะသုံးနောက်ဘက်ကသုံးထိတ်လို့တက်ရိုက်မယ်တက်ရိုက်ပြရတယ် break set နှစ်ပုံလေးနဲ့ကစားတာเนาะသူကဟုတ်ပြီအဲ့လိုကစားလိုက်တဲ့တွေ့တဲ့ပထမကတ်မှာเนาะဒီ break သုံးအောင်မှာသုံးနောက်ဘက်ပုံလေးကစားတယ်အဲ့သုံးနောက်ဘက်ကသုံးထိတ်စီလို့တက်ရိုက်ပြီးတော့ break set နှစ်ပုံလေးနဲ့ကစားတယ်အဲ့ကစားပြရတယ်တဲ့အဲ့သုံးထိတ်စီကသုံးသုံးနောက်ဘက်ကသုံးထိတ်စီတက်ပြရတယ်တဲ့သူကနောက်ပေါင်းသုံးเนาะနောက်ပေါင်းသုံးကစားမယ်နောက်ပေါင်းသုံးเนาะဟုတ်ပြီအဲ့နောက်ပေါင်းသုံးဒီဘယ်ကဏ္ဍဖြစ်မလဲကြည့်ရအောင်เนาะ အဲ့ဒီ3နောက်ဘက်က3တိစီတက်လိုက်တဲ့အတွက်3နဲ့3နဲ့ပေါင်းရင်6ပြေနော်အဲ့6တိတဲ့ဒီထိတ်စီးနဲ့ဒီနှစ်ခါနဲ့ဒီ၄ထိတ်နဲ့6ဖြစ်ပါတယ်တဲ့နော်3နောက်ဘက်က3တိစီလို့တက်လိုက်တဲ့အတွက်အဲ့3ပေါင်းရင်6ပေါ့အဲ့6ကဒီနှစ်ခါနဲ့ဒီ၄ထိတ်နဲ့6ပါတယ်နော်ဒီဆောင်3လုံးပေါင်းရင်ကလည်း6တဲ့နော်ဒီဆောင်3လုံးပေါင်းရင်ကလည်း6ဖြစ်ရမယ်ဒီနှစ်ခါနဲ့၄ထိတ်နဲ့ပေါင်းရင်ကလည်း6ဖြစ်ရမယ်အဲ့ဒီအချိန်မှာဒီ3နောက်ဘက်က3ထိတ်လို့တက်ထားတဲ့အတွက်အဲ့3ဒီနောက်ပေါင်း3နဲ့ ရိုက်ရမှာเนาะတကွက်တက်ဒဲထွက်တယ်เนาะဒါပထမကအဲ့တော့ပြောဒီနှလုံး6ပေါ့เนาะဒီနှလုံးဒီ33ပေါင်းရင်6ဖြစ်တဲ့အတွက်ဒီနှလုံး6ဒီ3ခါနဲ့နောက်ပေါင်းရင်3နဲ့ဒီ3ထိပ်နဲ့နောက်ပေါင်းရင်3နဲ့လည်း6ပဲဒီဆောင်3လုံးကလည်း6ပဲเนาะတကွက်တက်ဒဲထွက်တယ်เนาะဒါပထမကအဒုတိယကတ်မှာလည်းသူဒီတိုင်းပဲเนาะ၄လေးထိပ်နှစ်ကြိမ်ကစားတယ်ပြီးနောက်နှစ်လေးကြိမ်မြောက်မှာလေးဘရိတ်ကစားတယ်ကစားပြီးရင်အဲ့ကွာပေါင်းကြီး၄၀၀ကွာပေါင်းကြီး၄၀၀အဲ့ကွာပေါင်းကြီး၄၀၀ဒီနောက်နှစ်မှာလေးဘရိတ် ပထမတစ်ကြိမ်ထွက်တယ်ဒီဘရိတ်ပထမတစ်ကြိမ်ထွက်တယ်ဒုတိယကြိမ်လေးဘရိတ်ကိုထွက်လိုက်တာနဲ့သူ့အောင်မ၃နောက်ဘရိတ်ကစားတယ်အဲ၃နောက်ဘရိတ်က၃ထိတ်လို့တက်တက်လိုက်တာနဲ့ဘရိတ်ဆက်နှစ်ပုံတွေကစားတယ်ကစားပြန်ရတယ်သူ့အောင်မှာတဲ့၃နောက်ဘရိတ်က၃ထိတ်လို့တက်လိုက်တာနဲ့နောက်ပေါင်း၃နဲ့ပဲကစားတာနော်အဲ၃ရောက်နော်ဒီ၃နောက်ဘရိတ်က၃ထိတ်တက်လို့နောက်ပေါင်း၃နဲ့ပုံတွေကစားတယ်အဲလိုကစားတဲ့အချိန်မှာသူက၃၃ပေါင်းရင်း6ဖြစ်တဲ့အတွက်တဲ့ဒီ6ခါးကနဲ့ဒီ၃ညထိတ်နဲ့ကို6ပါတဲ့နော်6ခါးနဲ့၃ညထိတ်နဲ့ကလည်း6ပဲတဲ့ဒီဇောင်း၃လုံးပေါင်းရင်းကလည်း6ပဲဖြစ်ရမယ်နော် ီစောင်း၃လုံးပေါင်းရင်းလည်း6 6ခါနဲ့သုံးရထိတ်နေရလဲ6ဒီ3ထိတ်နဲ့ဒီနောက်ပေါင်း3နဲ့ရလဲပဲ6ပဲဖြစ်ရမှာเนาะ6မှတ်တက်နေကစားရမှာเนาะတကွက်တည်းတဲထွက်တာပေါ့เนาะဟုတ်ပြီဒါဆိုအခုဒီမှာတတရကတ်ရောက်ပြီเนาะတတရကတ်မှာလဲသူကဒီတိုင်းပဲတစ်ဆွန်းနဲ့ခုနေပါတယ်เนาะတစ်ဆွန်းနဲ့ခုနေမှာ၄ထိတ်ကြီးက2ချိန်ကစားရတယ်၄ထိတ်ကြီး2ချိန်ကစားရတဲ့အတွက်သူကနောက်နှစ်လေးချိန်မြောက်မှာတဲ့ပရိတ်လေးကစားတယ်အဲ့ပရိတ်လေးအမှာကွာပေါင်းချင်းငါးကစားတယ်နော်အဲ့ကွာပေါင်းချင်းငါးဒီတနှစ်ကျော်တဲ့ခါမှာတဲ့ ပရိင္ငါပထမတစ်ကြိမ်ခွတ်တယ်အဲ့ငါးကြောင်ငါးပရိပထမတစ်ကြိမ်ခွတ်တယ်ခွတ်ပြန်နောက်ဒုတိယကြိမ်ပရိင္ငါလို့ကြားလိုက်တာ ਨੇ သူ့အမှာ၃နောက်ပိတ်ပုံတွေပိတ်တယ်၃နောက်ပိတ်ပုံတွေပိတ်ပြီးရတယ်အဲ့၃နောက်ပိတ်က၃ထိပ်စီလို့တက်ရိုက်ပြီးတော့ပရိစက်နှစ်ကပုံတွေကစားရမှာเนาะအဲ့ဆိုအ၃နောက်ပိတ်က၃ထိပ်စီလို့တက်ရိုက်ရတာ ਨੇ အဲ့၃ဒီနောက်ပေါင်း၃နဲ့ကစားရမှာเนาะအဲ့ဒီအချိန်မှာ၃၃ပေါင်းချင်းက6ဖြစ်တဲ့အတွက်၃နောက်ပိတ်နဲ့၃ထိပ်နဲ့ပေါင်း6ဖြစ်တဲ့အတွက်ဒီ၃ညခါနဲ့ဒီ6ထိပ်နဲ့6ပေါ့เนาะ6ဖြစ်အောင်လို့6ဖြစ်အောင်လို့ထည့်6 ဒီဆောင်သုံးလုံးပေါင်းရင်လည်း6ဖြစ်ရမှာဆို3 3เนาะအဲ့ဒီအချိန်မှာဒီ3ထိပ်က3နောက်ဘက်က3ထိပ်တက်တဲ့အတွက်နောက်ပေါင်း3နဲ့ကစားရမှာနောက်ပေါင်း3နဲ့ကစားမှာဆို6 3ည3ပေါ့เนาะ6 3ည3တက်เนาะ3 3ပေါင်းရင်6ဖြစ်တဲ့အတွက်3ညခါနဲ့ဒီ6ထိပ်နဲ့6ဖြစ်ရမယ်ဒီဆောင်သုံးလုံးပေါင်းရင်6ဖြစ်ရမယ်ဒီ3နဲ့ဒီ3ထိပ်နဲ့နောက်ပေါင်း3နဲ့ကလည်း6ဖြစ်ရမယ်เนาะ6မှတ်တက်နေเนาะအဲ့ဒါ6 3ည3ဆိုတော့ကနန်တက်ပေါ့เนาะ6 3ည3ကနန်တက်တကွက်ထုတ်ပေးလိုက်တယ်เนาะ ဟုတ်ကဲ့အားလုံးကြိုက်တဲ့လူတွေထိုးထားကြပါဗျာနော်အားလုံးပဲကုလန်နော်ကံကောင်းကြပါစေနော်ဟုတ်ပထမကံမှာ break 3ဒုတိယကံမှာ break 4ကြိမ်တတိယကံမှာ break 5ကြိမ်ထွက်ပြီးရတယ်သူ့အောင်မှာ3နောက်ပိတ်ပုံသေးပိတ်တယ်နော်အဲ3နောက်ပိတ်က3ထိပ်လူတက်ပြီးရတယ် break 7ပုံသေးရိုက်တယ်နော်အဲရိုက်လိုက်တာနဲ့ဒီ3-3ပေါင်းချင်း6တဲ့အဲ6ပြီးဒီဆောင်3-3ပေါင်းချင်းကလည်း6ဒီ3ညာခန်းနဲ့ထိပ်စီနဲ့ကလည်း6ဖြစ်ရမယ်တုံညာခန်းနဲ့6ထိပ်နေရတယ်6ဖြစ်ရမယ်ဇောင်း3လုံးကလည်း6ဖြစ်ရမယ်ဒီ3ထိပ်နဲ့နောက်ပေါင်းညင်း3နဲ့ကလည်း6ဖြစ်ရမယ်ဆိုတော့6တုံညာ3တဲ့ပေါ့နော် ကဲအားလုံးပဲကိုလာနော်အန်တလောက်သရှင်းမယ်ဒီမှာအားလုံးကိုလာကံကောင်းကြပါလို့နော်